ားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူမင်းမြတ်သူရရေးသားတဲ့ငွေဖြူချင်းမလို့အမည်ရတဲ့ဝတ္ထုကို အပိုင်းငါးအနေနဲ့ကျွန်တော်ကိုရှိတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာ တနေ့တနင်္ဂနွေကိုချမ်းသာသည်ချောင်းအတွင်အရက်တောက်မြည်ဟုဆိုကလေပေါ်တွင်အရက်ပလင်းများနှင့်အမြည်များကို ယူဆောင်လာ၏တိဟသည်အရက်မတောက်တတ်သောကြောင့်ကိုချမ်းသာ၏အမြည်များကိုထိုင်၍စားရ၏ ကိုရှမ်းသာသည်အရက်တောက်ရာတွင်အမီးများကိုစုံလင်အောင်စားတတ်သူဖြစ်ရာလိဟအတွက်ကြက်ကြောငှက်ကြောစသည်ဖြင့်စုံလင်စွာရှိ၎င်းတို့နှုတ်ဦးသည်ညီကိုအရင်ကဲ့သို့ခင်မင်နေကြပြီဖြစ်ရာမကြာခဏဤသို့လှဲ့လေစားတောက်ကြ၏တခါကဤသို့သွားလာရင်ကန်းဆက်တင်နေရာတွင်နား၍ကိုရှမ်းသာကအရက်တောက်၏တိဟကယူဆောင်လာသောအသားကြော်များကို စားတောက်၍နေ၏ ထိုအခိုက်မှာပင်ကန်းဆက်တို့ဓမ္မဓမြများရောက်ရှိလာပြီး၎င်းတို့နှစ်ဦးကိုဓမြတတ်၏ဓမြများသည် ကိုချမ်းသာအားဤသည်သာတွင်အချမ်းသာသောလဲပိုင်ရှင်ကြီးဟု သိကာကိုချမ်းသာ၏ကိုပေါ်တွင်ဝတ်စားထားသောစိန်လက်စို့ဆွဲကြိုအစရှိသည်တို့ကိုဓမြတတ်ရန်ပြင်ဆင်ကြ၏ထိုအခါတိယကလေပေါ်မှဆင်းကခမရတို့ကဓမြတယ်ဆိုတော့တတ္တိရှိမယ်ထင်ပါလေခမရတို့ရဲ့ခေါင်းဆောင်နဲ့ကျုပ်လက်ဝဲထိုးမယ်ခမရတို့နိုင်ရင်ခမရတို့ လှုပ်ရှင်တာလှုပ်လို့ရတယ်ကျုပ်တို့နိုင်ရင်ဒီဘကန်းကနေထွက်ခွာခွင့်ပေးရမယ်သဘောတူလားဟုတ်မင်းများလိုက်ရာတပြခေါင်းဆောင်တွေဒီတွေ့ဝေသွား၏ထိုအခါတရားကခမားကခေါင်းဆောင်လှုပ်ပြီးတက်တိမရှိဘူးလားတက်တိမရှိဘဲနဲ့ဓမြတိုက်တာဟာတိတ်ပြီးချက်စရာကြီးပါဗျာဓမြဆိုတာတေဝွန့်တက်ဝွန့်ရတယ်ဗျာယောက်ျားပြီပြီကိုခံပညာလဲတက်ကြမ်းရတယ်ဗျာ ဟုတ်ပြောလိုက်ရဓမြကောင်းဆောင်သည်တပည့်များရှိတွင်အရှက်ရသွားပြီးရှူးရှူးရှားရှားဖြစ်သွားလေထို့နောက်ဓမြကောင်းဆောင်ကဟေ့ကောင်ထိုးမယ်ကွာငါသဘောတူတယ်ဟုတ်လက်ဝဲထိုးရန်သဘောတူလိုက်ဓမြကောင်းဆောင်နှင့်တရားသည်တောင်မြေပေါ်တွင်လက်ဝဲထိုးကြလေ၏ဓမြကောင်းဆောင်သည်ထွားကြိုင်းတံပါပြီးမြမလက်ဝဲကို အတော်တန်တက်ကြွပုံရ၏သို့တော်တိဟသည် တိုက်ခိုက်ရေးပညာကိုအစင်းမြင့်အစင်းမြင့်တဲ့အစင်းမြင့်တက်ကြွထားသည်ဖြင့် ဓမ္မကောင်းဆောင်မှာတိဟရီဒူးချက်ကိုမခံနိုင်ပဲတောင်ပြင်တွင်ပတ်လက်လဲလေ။တိဟသည်ဓမ္မကောင်းဆောင်အားဆက်လက်၍ထိုးကျိတ်ရင်းမရှိပဲရက်တန့်လိုက်လေ။ထို့နောက်ဓမ္မကောင်းဆောင်မှာအထိနာ၍၎င်းတို့ကတိတိုင်းအရှုံးပေးလိုက်ရ၏။တိဟတို့အားဓမ္မမတိုက်ပဲလှုပ်ပေးလိုက်ရလေတော့၏။ဦးချမ်းသာသည် လေပေါ်သို့ပြန်ရောက်သောအခါကွေးနေအောင်ကာ၍ဓမ္မများကိုနောက်ပြောင်လေ၏။ဓမ္မများသည်လက်သီးလက်မောင်းတန်း၍ကြံရစ်ခဲလေ၏။ ကိုချမ်းသာသည်ရခင်ကကဲ့သို့အဝေအစားအဆုပ်ပြတ်များကိုဝတ်ဆင်တော်လေသူဤစိတ်တဲ့ပြောင်းလဲသွားသည်ထိုအခါမှစ၍ဖိုးဘဲကလေးပါဝတ်ဆုံများကိုဝတ်ဆင်လေ၏ထိုအပြင်သူဤခန္ဓာကိုယ်တွင် ရွှေဆွဲကြိုးရွှေလက်စို့စိတ်လက်စို့အစသည်တို့ဖြင့်ပြိုးပြိုးပြက်ပြက်ဖြင့်ဝင်းလက်တောက်ပနေအောင်လဲဝတ်ဆင်၏ကိုချမ်းသာ၏ဝတ်စားစဉ်ပုံကိုကြည့်၍တီဟာကခမားကမဝတ်တော့လဲကြည့်လိုက်ရင်တထောင်စားတယောက်လိုပဲဝတ်တော်လဲခန္ဓာကိုယ်တစ်ခုလုံးပြိုးပြိုးပြက်ပြက်နဲ့ ဝင်းလက်တောက်ပြောင်နေတာပဲဟုတ်ပြောလိုက်ရကိုချမ်းသာကတဟားဟားရင်မောလေရဲ့ကျုပ်ကအစွန်းတစ်ဖက်မှာအမြဲတမ်းရှိနေတယ်ငါဆင်းရဲသားတယောက်လို နေတော့ကတထောင်းသားတယောက်လိုနေတယ်ငါလူချမ်းသာတယောက်လိုနေတော့မင်းညီမင်းသားတယောက်လိုနေတယ်တတ်နိုင်ရင်ငါစည်းတဲ့လှဲတို့မြင်းတို့ကိုချွေတော်ကွတ်ထားကြင်တာကွဒါကြောင့်ထမင်းစားပကံတွေကိုတော့ရွှေအနာကွတ်နဲ့စားဖို့ငါဆုံးဖြတ်လိုက်ပြီဟုတ်ပြောလေ တင်ဟဒီအပြောင်းလဲမြန်ဆန်လာတော့ကိုကိုချမ်းသာကိုနားမလည်နိုင်ရှိကိုချမ်းသာဒီမိမိပြောလိုက်သည့်အတိုင်းပင်ထမင်းစားပကံများတောက်ရွက်ခွံများကိုရွှေအနာကွက်ထားလိရှိတယ်တော်ဤထို့ကြောင့်ကိုချမ်းသာ၏တည်င်းသည်၎င်းတို့ရွာတွင်တမကအနီးနားရွာများတိုင်ပြန့်နှံ့၍နေတော်ဤကိုချမ်းသာဒီတိဟဒီကိုချမ်းသာ၏ချမ်းသာကြောဝမှုများကြောင့်၎င်းနှင့်အတူတွာလာသည့်အခါတိုင်းအန်ဒီယံမျိုးစုံနှင့်ရင်ဆိုင်ရ၏ တခါကလည်းနွားလဲပြင်ခရီးသွားလာနေထိုင်စဉ်တောလန်းတနေရာမှာလက်နက်ကင်ဓမြများထွက်လာပြီးဦးချမ်းသာကိုဓမြတိုက်ရန်ကြိုးစားလေ။ဦးချမ်းသာသည်ဂရီဘာကျော်ကော်တော်ပေါ်တွင်တမြင်ကိုယ်တိုင်ထိုင်နေရာမှာတီဟာဘတ်တို့လှည့်ပြီးစိုးရင်ကြောင်ကြောင်မှုမရှိတော့အမူအရာဖြင့်အမိုက်လေးတွေကိုရှင်းလိုက်ကွာဟုပြောလိုက်လေ။တီဟာသည်မျက်လုံးပြူသား၏။ကိုချမ်းသာသည် သူ့အားလွန်စွာအထင်ကြီး၍နေလေတော့၏။ တင်ဟသည်နွားလဲပေါ်မှခုံစင်းပြီးဓာချေကိုစီကန်ဆောင်ထားသောဓမြ9ယောက်နှင့်ရင်ဆိုင်ရ၏သို့သောဓမြများမှာကိုကံပညာကိုတက်ကြွန်းခြင်းမရှိသည်ဖြင့်တင်ဟ၏တိုက်ခိုက်မှုများကိုမခုခံနိုင်ပေတောတွင်သို့ဝင်ရောက်ထွက်ပြေးသွားကြလေ၏တင်ဟကဓမြများထွက်ပြေးသွားသောအခါခေါင်းယမ်းလိုက်ပြီးခမားဒီလိုပြိုးပြိုးပြက်ပြက်တွေဝယ်စားစီရင်ပြီးခရီးသွားနိုင်မယ်ဆိုရင်တော့ဓမြတိုက်ခံရပါပဲခမားရဲ့လုပ်ရက်တွေကိုရက်တန်းကရက်ရင်ကောင်းမှထင်တယ်သူကားဦးရှမ်းသာကတဟဲ့ တဟဲဟဲရံမွက်လေးငါဘယ်လန်းကိုသွားသွားငါရဲ့ကိုရံတော်ကြီးပါမယ်ဆိုရင် မကြောက်ပါဘူးမင်းမှအရေးချင်းရှိတယ်ဆိုတာငါသိနေတာပဲငါကိုဓမြတွေလာတိုက်ရင်မင်းမစင်ပြီးဖြည့်ရှင်းလိုက်ပေါ့ကွာဟုပြောလေထိုအခါတီဟာကခေါင်းကုပ်၍ဟဲ့လို့ခမ ्या ကအဖိုးတန်ရတနာတွေကိုညှို့နေအောင်ဝေပြီးဓမြတွေကို ဖိတ်ခေါ်နေတယ်ဓမြတွေလာတိုက်ရင်ကျုပ်ကခုခံရမှာဟုတ်လားတနေ့နေ့တစ်ချိန်ချိန်မှာကျုပ်ဒုက္ခရောက်မယ်ဆိုတာခမ ्या မတွေးမိဘူးလား ဟိုဒေါသတကြီးမင်းများလေကိုချမ်းသာကတဟားဟားရေမောပြစ်လိုက်ပြီမင်းဒုက္ခမရောက်နိုင်ပါဘူးကွာမင်းမှာအရေးချင်းရှိတယ်တတ္တိရှိတယ်ဒါကြောင့်မင်းလိုလူမျိုးကိုပန်ဝန်းကျင်မှာလှည့်လည်ပြီးဓမြတိုက်တဲ့ကောင်းနေမရှင်ဝတ်ပါဘူးဒီကောင်းနေဟာဓမြအစ်တွေမဟုတ်ဘူးကွာစင်းရဲလုံးတို့ငါရဲ့စီးစင်ဥစ္စာတွေကိုလိုချင်ပြီးဓမြတိုက်နေတဲ့အကောင်းနေပါဟောဒီမှာကြည့်ဟုတ်ဆိုကသူဤလွယ်ရဲ့ထဲမှာတစုံတရာကိုထုတ်ရပြလေဤ တီဟသည်ကိုချမ်းသာ၏လက်ထဲမှယာကိုကြည့်ပြီးမျက်လုံးပြူးသွားလေ၏ကိုချမ်းသာ၏လက်ထဲတွင်၆လုံးပြူးတက်နှက်တက်လက်ကိုတွေ့ရ၏ဟောဒီ၆လုံးပြူးကိုငါဆောင်ထားတာကြာပြီကွမင်းမှာအန်ဒီရဖြစ်ရင်ဟောဒီတက်နှက်နဲ့ငါကိုယ်တိုင်ပြစ်မှာဗောကွဟုပြောလေ၏တီဟသည်ဇွတ်တရွတ်နိုင်လာတော့ကိုချမ်းသာ၏အပြုမှုကိုမတားဆီးနိုင်တော့ပဲရှိလေတော့၏တနေ့တနိုင်ကိုချမ်းသာနဲ့တီဟတို့သည်တောင်ပြင်တွင် ထိုင်၍ကြားကစားနေစဉ် ။ချောင်းကိုဖြတ်၍ရေကူးလာတော့အမျိုးသမီးတယောက်ကိုတတိပြူလိုက်မိ။တီဟာကချောင်းထဲသို့ကိုလက်ညှိုးညွှန်ပြပြီ။ဟိုမှာမိန်းကလေးတယောက်ရေကူးလာတယ်။ကြည်စမ်း။ဟာ၊ကြားကိုလာ၊ကြားကိုသာထိုးစားမှာကွာ။ဒီကောင်မကိုငါသိပါတယ်။ဒီကောင်မကငါတို့ရွာကအယူးမမိယူပါ။သူဟာဒီလိုပဲတဖက်ကန်းကိုရေကူးပြီးတွားလေရှိလေဟုပြောလေ။တရားမှာမူအယူမမီယူဆိုသူကိုစိတ်ဝင်စား၍ကြားကစားခြင်းကိုရက်၍ကြည်နေမိ အယူမမီယိုသည်တောင်မြင်ပေါ်သို့ရေဆက်လက်ဖြင့်တက်ရောက်လာပြီးတရားတို့အနာတို့ရောက်ရှိလာကအတန်တုံတုံရင်ရင်ဖြင့်လက်ပြလက်ပြတောင်ပေါ်မှာဒေါ်ပန်းယူကြီးကိုဓားနဲ့ခုတ်လို့ဓားနဲ့ခုတ်ဖို့လူကြီးတယောက်ချောင်းနေတယ်ဟုပြောလေ၏တင်ဟသည်မိခင်ဖြစ်သူ၏အမိကိုကြားတဲ့ဖြင့်ကြားကစားနေရမှာခုံထလာပြီးဘာလက်ပြတောင်ပေါ်မှာဒေါ်ပန်းယုံကိုဓားနဲ့ခုတ်ဖို့လူတယောက်ချောင်းနေတယ်ဟုတ်လားဟုတ်မေးလေ၏အယူမကလှက်ပတ်ခုံပေါက်ပြီး ဟုတ်တယ်ဟုတ်တယ်ဒေါ်ပန်းယုံကြည်ကိုခုတ်ဖို့လူကြီးတယောက်စောင့်နေတယ်ဒေါ်ပန်းယုံကြည်ကဖျားချီခိုးနေတယ်ဒေါ်ပန်းယုံကြည်ဖျားချီခိုးပြီးရင်လူကြီးကဓားနဲ့ခုတ်ပြီးတက်လိုက်မယ်ဝမ်းသာစရာကြီးဝမ်းသာစရာကြီးဟေးဒေါ်ပန်းယုံကြည်တေတော့မယ်ဟုတ်အော်ဟစ်ခုံပေါက်ကထိုနေရာမှထွက်ပြေးသွားလေတီဟာဒီအလွန်စိတ်လှုပ်ရှားသွားပြီးကိုရှမ်းသာဘတ်တို့လှဲ့ကဒီမှာကိုရှမ်းသာဒေါ်ပန်းယုံ ဟိုလက်ပြတောင်မှာအန်ဒီရန်နဲ့ကြုံနေပြီထင်တယ်။ဟိုဘကန်းကိုကုသွားမှာဖြစ်မယ်ဟုပြောလေ။ဒူအခါချမ်းသာကခေါင်းခါရလိုက်ပြီ။ဟဲ့ကောင်မင်းကွာအယူမစကားကိုယုံလို့ဖြစ်မလား။သူထင်ရပြောနေတာပဲကွာ။ဒေါ်ပန်းယုံကလက်ပြတောင်မှာဘာလို့ဖို့အန်ဒီရန်နဲ့ကြုံရမှာလဲ။မဖြစ်နိုင်တာကွာ။အေးစစ်စစ်ကြားထိုးနေကြမှာကွာဟုပြောလေ။တရားဒီဒေါ်ပန်းယုံနဲ့ပတ်သက်၍စိုးရင်တော့ကမှာအထုတ်အထိတ်တို့ရောက်ရှိနေသဖြင့်ကိုချမ်းသာရဲ့တားဆီးမှုကိုလက်မခံပဲ ဘာပဲဖြစ်ဖြစ်ပါလက်ပြတောင်ကိုမဖြစ်ပြအောင်သွားမယ်ဟုတ်ပြောလေထို့နောက်တောင်ပြင်ပေါ်သို့ရှေကုံတုပ်ပြီးပြေးသွားပြီးအစင်းသေးတွေ့ရသောလှေပြင်လက်ပြတောင်ဘက်သို့ကူးတန်း၍သွားလေတဖက်ကန်းသို့ရောက်သောအခါလက်ပြတောင်စီသို့လှေမြစွာပြေးလွှားသွားလေလက်ပြတောင်ပေါ်သို့လှေကားတဲ့အတိုင်းပြေးပြေးလွှားလွှားသွားသောအခါရှင်းမျက်နာစီသည်ရင်ပြင်သို့ရောက်လေတိဟသည်ရင်ပြင်ပေါ်တွင်မြင်တွေ့ရသောမြင်ကွင်းကြောင့်အလွန်စိတ်လှုပ်ရှားသွား၏ အဘဲကြောင့်ဆိုတော့မိခင်ဖြစ်သူဒေါ်ပန်းညုံအာလွန်စွာပိန်လီသောလူတယောက်ကတချိန်နှင့်ခုတ်ပိုင်းရန်ကြံစီနေ၏တိဟကရမ်းမြေရင်းမြေတတိုင်းကိုလက်ဖြင့်ထောက်၍ကြော်တက်လိုက်ပြီးဟဲ့လူမလုံးနဲ့ရက်လိုက်စမ်းဟိုအော်ဟင်းလိုက်လေတဝကမိခင်ကိုဓာပြင်ချိန်ရွယ်နေသော ပိန်လီလူသည်တိဟကိုမြင်သောအခါဒေါသတကြီးကြီး၍ဒေါ်ပန်းညုံကိုလက်ဆတ်သုံးကန်ဒီမှမင်းရောက်လာတာကိုငါရက်လုံးရက်ကိုတားဆီးတဲ့ကောင်တေပေတော့ ဟုတ်ကျင်းဝါကဒေါ်ပန်းယုံကိုမတိုက်ခိုက်သေးပဲတီဟာဘက်သို့လှည့်လာကစတင်တိုက်ခိုက်လေ၏ထိုသူ၏တိုက်ခိုက်မှုများမှာအလွန်ပြင်းထန်ပြီးကြောက်မက်ဖွယ်လဲကောင်းလာ၏မိခင်မမှုရင်ပြင်ပေါ်၌တိတ်ဆိတ်စွာကြည့်၍နေ၏တီဟာသည်လက်နက်မဲ့ဖြစ်နေ၍ရန်သူ၏တိုက်ခိုက်မှုများကို အသေးအတန်ချောင်တိတ်နေရ၏ရန်သူ၏ကိုခံပညာမှာအဆင့်မြင့်ပြီးကြောက်မက်ဖွယ်လဲကောင်းလာ၏တီဟာသည်ရန်သူကိုမရှင်းနိုင်ပဲအနောက်ဘက်သို့တဆုပ်သေးဆုပ်နေရ၏ တူအခိုင်မှာပင်ဒေါ်ပန်းယုံသည်ရင်းပြင်ပေါ်ရှိတောင်ဝေးတစ်ချောင်းကိုယူ၍တိဟရှိရာသို့ပြင်လိုက်၏တိဟသည်တောင်ဝေးကိုဖမ်းကင်လိုက်ပြီးရန်သူအားခုခံရတော့၏လက်ထဲသို့တောင်ဝေးရောက်သွားသောအခါရန်သူကိုပြန်လည်တိုက်ခိုက်ရန်ကြိုးပမ်း၏ရန်သူ၏တိုက်ခိုက်ရေးအတတ်ပညာမှာအစင်းမြင့်လာသဖြင့်မိမိကိုယ်ကိုမိမိဒဏ်ရာမရမရရှိလျက်အောင်ကြိုးပမ်းနေရ၏ဒေါ်ပန်းယုံသည်တိဟတို့၏တိုက်ပွဲများကိုမျက်မှောင်ကျုံ၍စူးစိုက်ကြည့်နေ၏တရှိတွင်တိဟသည် နောက်သို့ရှည်ကျော်၍လဲကျသွား၏ တို့အခါရန်သူသည်အခွင့်ကောင်းရပြီဟုယူဆကတီဟကိုဓာအပြင်ခုတ်ရန်ကြံစီလေ၏တို့အခိုက်မှာပင်၎င်းတို့၏အနောက်ဘက်မှကျေလောင်သောတနတ်တံကိုကြားရပြီရန်သူဤဓာမြေပေါ်သို့လွတ်ကျသွား၏ရန်သူဤလမောင်း၌တနတ်ကျေစံထိမှန်သွားပြီးရင်းပင်ပေါ်သို့ရိမ့်ရန်၍သွား၏တီဟသည်တနတ်ပြည်သူကိုလှမ်းကြည့်လိုက်သောအခါမိမိဤမိတ်ဆွေကိုချမ်းသာဖြစ်၍နေလေ၏ရန်သူသည် အရှိအနေမဟန်တော့ပြီမှန်သိရ၍ရင်းပင်တော်ပေါ်မှ တဖက်ဂျွန်းပြစ်ခုံချလိုက်ပြီးတောင်ပြင်သို့ဒရင်တရိုင်ဖြင့်ပြေးလွှားသွားလေသည်ကိုချမ်းသာကရန်သူ၏နောက်ကျောကိုတနက်ဖြစ်ပြေးရန်ပြင်လိုက်စဉ်ရန်သူသည်ရှုံရွယ်ပိတ်ပေါင်းများကြားတိုးဝှေ့၍ပျောက်ွယ်သွားသည်ရန်သူသည်တောင်ပြင်ပေါ်သို့ရောက်သောအခါ၎င်းလျှို့ဝှက်ယူဆောင်လာခဲ့သောလှေဖြင့်လှော့ခတ်၍ပြေးလေတော်သည်လဲပိုင်ရှင်ကိုချမ်းသာကတိဟကိုကြည့်၍ငါမင်းကိုစိုးရိမ်လို့လိုက်လာတာကွာငါဒီရောက်တော့မင်းအန်ဒီယန်နဲ့တွေ့နေရတာပဲဟုပြောလေဒေါ်ပန်းယုံက တိဟကိုကြည့်၍မင်းဒဏ်ရာရသွားသေးသလားဟုမေးလေ၏တိဟကမိခင်ဖြစ်သူကိုကြည့်၍ဘာမှမဖြစ်ပါဘဲတော့စိတ်မပူပါနဲ့ဒါနဲ့ဒီလူခဘာတူလဲဘာဖြစ်လို့အတော်ကိုလောက်ကြံကိုစူးစမ်းနေရတာလဲသူဘာတူလဲဆိုတာအတော်မသိဘူးအတော်ထင်တာကတော့သူဟာကျေးစားလူသက်သမားပဲဖြစ်ရမယ်အတော်အသက်ကိုလောက်ကြံမဲ့သူတွေဟာသူ့ကိုငွေပေးခိုင်းတာဖြစ်လိမ့်မယ်အတော်ကိုဘာဖြစ်လို့လောက်ကြံကြရတာလဲ တော်နဲ့ဘလို့ရန်ညိုးတွေရှိတော့လဲဒီအကြောင်းတွေကိုတချိန်ကျရင်အိန္ဒိကြီးကလူတွေကို ဖွင့်ပြောပြဖို့ဆုံးဖြတ်ထားတယ်ဒါပေမဲ့အဲ့ဒီအချိန်ကိုထိုင်ဆောင်နေလို့တော့မရတော့ဘူးအတော်ရန်သူတွေကတပြေးပြေးနှီးကပ်လာပြီမင်းတို့ကိုအတော်ဖွင့်ပြောမှဖြစ်တော့မယ်ဒါကြောင့်အခုလာမဲ့လာပြညမှာမင်းတို့အားလုံးကိုဖွင့်ပြောပြပါမယ်လျှော့ဝှက်ချက်ကိုသိရတဲ့အခါမင်းတို့အားလုံးတင်းကြီးတညွတ်ထဲရန်သူကို ခုခံရမယ် ရန်သူနဲ့တိုက်ခိုက်ရမှာတရေဘောကြောင်မယ်ဆိုရင်တော့မင်းတို့အားလုံးအိမ်ဒီကြီးကထွက်ခွာသွားနိုင်တယ်။လာပြညကိုရောက်ဖို့၃ရက်ပဲလိုတော့တယ်။လာပြညကိုရောက်လို့အိမ်ဒီကြီးကအကြောင်းတွေသိရမယ်ဆိုရင်တော့ဘသူတွေတရေဘောကြောင်ကြောင်ကျွန်တော်ကအတော်ရဲ့အနာမှာအမြဲတမ်းရှိနေမှာပါဟုမိခင်ဤမျက်နှာကိုကြည့်ရပြောလိုက်။တိဟားရီတကားကြောင့်ဒေါ်ပန်းယုံသည်မျက်လုံးချင်းစုံအောင်ကြည့်၍အတော်ယုံပါတယ်။မောင်တီဟာဟာ အတော်အပေါ်မှာဆွေမျိုးရင်းချတယောက်လိုတစ္ဆာဆောင်တည်မှာကိုအတော်ယုံနေဟုပြောလေထို့နောက်တင်ရသည်ကိုချမ်းသာကိုနှုတ်ဆက်၍လက်ပြတောင်မှတောင်ပြင်သို့ထွက်ခဲ့လေအိမ်နေကြီးကြီးလူများအနက်ရှမ်းဆောင်ကြီးဥပလာမှလွဲ၍အားလုံးလာပညာသို့ရောက်ရန်စိတ်ဆောနေကြ၏လာပညာသို့ရောက်လျင်အိမ်နေကြီးနှင့်ပတ်သက်သောလျှော်ဝါချက်ကိုသူတို့အားလုံးသိကြရတော့မည်မဟုတ်ပါလား လာပညာသို့ရောက်သောအခါဒေါ်ပန်းယုံကသူတို့အားလုံးကိုခေါ်၍မင်းတို့ရှံနောက်ကခြုံတဲ့ပိတ်ပေါင်းတွေကိုရှင်းလင်းထားကြပါညနေဆောင်ရင်အဲ့ဒီနေရာမှာကော်စောတွေခင်းချင်းထားကြဟိုပြောလေတို့နောက်တီဟာနဲ့အမွာညီကိုဒီအနောက်ဘက်ကြီးခြုံတဲ့ပိတ်ပေါင်းများကိုရှင်းလင်းထား၏ဒေါ်ပန်းယုံသည်မွေးဖြူရှင်မနတ်ကုန်းအနည်းတွင် သူမ၏အတိတ်ဘဝစကြောင်းကို ပြန်ပြောင်းပြောဆိုလိုဟန်လည်းရှိ၏ တရားတော်သုံးယောက်သည်ရှမ်းအနောက်ရှိချုံတဲ့ပိပောင်းများကိုရှင်းလင်းပြီးထိုမြေကွက်လန်း၌ကော်စောများကိုခင်းကျင်းလေ၏။နတ်ကွင်းကိုလည်းရှင်းလင်းစေ၏။ညနေဆောင်သောအခါထိုနေရာသို့ရှမ်းဆောင်ကြီးဥပလရောက်ရှိလာပြီးပန်ဝန်းကျင်အနှံ့မီးတုပ်များထိုးညှိရန်ပြင်ဆင်လေ၏။အမွှာညီကိုနေရာအနက်တယောက်ကအမေတော်ပန်းယုံသူ့ရဲ့ဘဝစကြောင်းကိုညာကြီးအချိန်မတော်မှာပြောပြမယ်ထင်တယ်ဟုဆိုလေ၏။တိဟကကောင်းငြိမ်၍မီးတုပ်တွေထုံးမယ်ဆိုတော့ညဘက်မှာပြောဖို့တေချာသွားပြီ။ အမေရဲ့အပြုတ်မှုတွေကထူးခြားလိုက်တာဟုပြောလေ။အိမ်ကြီးကြီးအိမ်ပေါ်မိန်းကလေးများသည်ညနေဆောင်သောအခါတီဟာတို့အနည်းသို့ရောက်ရှိလာပြီးဝိုင်းဝန်းကူညီလောက်ကင်ပေးလေ။တီဟာတို့အားလုံးအိမ်ကြီးလျော့ဝတ်ချက်ကိုတီရတော့မည်ဆိုတဲ့ဖြင့်လွန်စွာစိတ်အားထက်သန်နေကြ၏။အိမ်ကြီးနှင့်ပတ်သက်၍စိတ်လုံချားတရားရင်ခုန်စရာအသက်ထိတ်စရာများကိုကြားရတော့မည်ဆိုတဲ့ဖြင့်စိတ်လုံချားနေကြ၏။ခဏကြာလျင်အိမ်ဖော်မိန်းကလေးများသည်ငပြောပံများကိုဖြန့်ခင်းလျက် ထမင်းတုံများကိုယူဆောင်လာပြီးအားလုံးစားတောက်ကြလေတော့ဤယနေ့ညအိန်နေကြီးချီလူကြီးများ၏အပြုတ်မြူတွေမှာထူခြားနေကြ၏ညာကိုနာ၏ထိုးတော့အခါအိန်နေကြီးမှဒေါ်ပန်းယုံဆင်းလာပြီးသူမသည် အထက်အောက်အဖြူရောင်ဝတ်စုံကိုဝတ်ဆင်လာ၏ရှမ်းဆောင်ကြီးဥပလသည်ဒေါ်ပန်းယုံကိုကြည့်၍တက်ပြင်းရှကလောကကြီးမှာဘယ်အရာမှကြာချေလျှို့ဝှက်ထားလို့မရပါဘူးအချိန်တန်ရင်တော့လျှို့ဝှက်ချက်တွေဖွင့်ဟရတာပါပဲ။ ဒေါ်ပန်းယုံဘာကိုယင်ထဲမှာဒေါ်ပန်းယုံဘာကိုမှယင်ထဲမှာထည့်မထားနဲ့နော် အားလုံးကိုဒီညမှာဖွင့်ရလိုက်ပါ တကယ်တော့ဓာရီအားလုံးဟာကံကြမ္မာကစင်ရင်ခဲ့တာပါကျုပ်တို့ဟာကံတရားရဲ့စေစားရာကိုလိုက်ပါခဲ့ရတဲ့ရုပ်သွေးရုပ်တွေလိုပါပဲဟုပြောလေဤဒေါ်ပန်းယုံဒီချမ်းဆောင်ကြီးဥပလကိုစကားမတုံ့ပြန်ပဲအမွှေးတိုင်များထုံးညှိထားသော မွေးဖြူနှကွန်းရှိရာသို့လှည့်၍စူးဆိုက်ကြည့်နေဤ အတန်ကြာအောင်ရှူစားပြီးဒေါ်ပန်းယုံသည်တပ်ပြင်းရှိကြီးကိုချလိုက်ပြီးတီဟာတို့ဘက်သို့လှည့်ကာတကယ်တော့အတိတ်အကြောင်းတွေကိုမေးထားလို့ရရင်မေးထားလိုက်ရှင်ပါလေဒါပေမဲ့အတိတ်ဆိုတာအရေးလိုကပ်ပါနေတော့မေးပြဖို့လည်းမဖြစ်နိုင်သေးဘူးလောကမှာဘယ်အရာမှလည်းအစင်သာဝရလျှို့ဝှက်ထားလို့မရဘူးဒါတွေအလုံးဟာ ဥပလပြောသလိုကံတရားရဲ့စီမံချက်တွေပါ ငါတို့အားလုံးကန်တရားရဲ့စေစားရာကိုကနေရတဲ့ရုပ်သေးရုပ်သေးပါဟုပြောရင်ခိတ္တနာလေထို့နောက်ဒေါ်ပန်းယုံကတပြင်းရှာ၍လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကငါ့အမေရနန်းတွင်းမှာအပြူတော်တူပဲနောက်တော့နန်းတွင်းမှာမင်းကြီးမင်းသားတွေနန်းလူရကအသက်ပေးကိုစိုးရင်ရတဲ့အတွက်အမေဟာအောက်ပြေအောက်ရွာကိုရှောင်ပြေးခဲ့ရတယ်။အဲ့ဒီတုန်းကအသက်လူပြေးခဲ့ရတယ်ဆိုတော့ငါ့အမေဟာအဖိုးတန်ပစ္စည်းဘာမှယူဆောင်မလာခဲ့ဘူး။ အမေနဲ့အတူယူဆောင်လာခဲ့နိုင်တာဆိုတော့သူ့ရှိသူပေးခဲ့တဲ့ရှေးဟောင်းမှန်လေးတစ်ချက်ပဲပါခဲ့တယ်။ငါအမေကသူ့ရှိသူရဲ့လက်ဆောင်ကိုမျက်နှာလုံးလို့ကိုယ်နဲ့မကွာအမြဲတမ်းထားခဲ့တယ်။အမေရှိသူဟာမြို့ကွန်ဥရှိအုပ်ရဲ့သားကိုဝန်နာဆိုတဲ့ဆောင်းသမားလေးတစ်ယောက်ပေါ့။ငါအမေကရှိသူရဲ့လက်ဆောင်ကို အမျက်တနိုးတည်ဆောင်လာခဲ့ပေမဲ့အမေရှိသူကိုဝန်နာကတော့အဲ့ဒီအချိန်မှာပဲလူလောကမှာမရှိခဲ့ဘူး။ အမေရရှိသူကထန်းတော်မှာထန်းရင်တောက်နေတော့အမေမသိတဲ့လူတစုရဲ့လှုပ်ကြံတက်ဖြတ်ခြင်းကိုခံခဲ့ရတယ်။ဒီလိုနဲ့ငါအမေဟာအောက်ပြေအောက်ရွာကိုဆွန့်ဆွန့်ဆဆာပြေးလာခဲ့ရတယ်။ပြေကိုရောက်တော့နန်းတွင်းသူတယောက်ဖြစ်ကြောင်းလူမသိခံပဲလျှို့ဝှက်ပြီးနေထိုင်ခဲ့တယ်။ငါအမေဟာပါလာတဲ့လက်ဝက်လက်စားအနှဲငယ်ကိုထူခွဲရောက်ချပြီးအတက်မွေးရောင်းကြောင်ပြုတ်ခဲ့တယ်ဟုပြောရင်ခိတနာလေတီဟာတို့အားလုံးဒီစိတ်ဝင်စားနားထောင်နေကြ၏ထို့နောက်ဒေါ်ပန်းယုံကဆက်လက်၍ ဒီလိုနဲ့ငါအမေစမ်းမြုပ်နေတဲ့ရွာကတကြီးသားကငါအမေကိုမြေတားချိတဲ့အတွက်လက်ထပ်ဖို့အခွင့်အရေးအကြိမ်ကြိမ်တောင်းခံခဲ့တယ်တကြီးတကြီးသားကညင်းပယ်စရာမရှိအောင်အလုပ်ကြိုးစားပြီးအကျင့်စာရိတ္တကောင်းမွန်တဲ့အတွက်သူ့ကိုအိမ်နောက်ဘက်အဖြစ်ရွေးချယ်ဖို့ဆုံးဖြတ်ခဲ့ရတယ်အဲ့ဒီတုန်းကတိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့အတွက်လူဆိုးသမျှတွေကနေရာအနှံ့မှာတောင်းညံ့နေတယ်မိမသားတယောက်အတွက်အားကိုးအားထားပြုရမယ်ယောက်ျားတယောက်လိုအပ်တယ်လေ တကြီးသားကအမေမြတ်တာကိုရရှိခဲ့တဲ့အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးမင်္ဂလာပွဲကိုအကြီးအကျယ်ကျင်းပဖို့စီစဉ်ခဲ့တယ်။တကြီးသားဟာလဲပန်းရှင်လဲဖြစ်တဲ့အတွက်မင်္ဂလာပွဲကိုမိခိုးတဲ့ကျွေးယုံမကအနီးနားရွာများကိုတော့ဖိတ်ခွကြမ်းစီတယ်။အမေရဲ့မင်္ဂလာပွဲကြီးမစတင်မီတရက်အလိုမှာအမေတို့ရွာကို စေးစရာမောင်မတ်ဆိုတဲ့သူရောက်လာခဲ့တယ်။စေးစရာမောင်မတ်ကအမေကိုနန်းတွင်းအပြူတော်တူဆိုတာသိရှိခဲ့တယ်။ဒါပေမဲ့ အမေဟာအတိတ်ဘဝနောက်ကျောင်းကိုဇက်မြုပ်ထားခြင်းနဲ့အတွေ့စေးစရာမောင်မတ်ကိုသူဟာနန်းတွင်းက အပြိုတော်တဦးဖြစ်ကြောင်းလူများကို ဖွင့်မပြောဖို့တောင်းပန်ခဲ့တယ်။အဲ့ဒီတုန်းကအမေဟာမောင်မတ်စီကအလွန်ထူးဆန်းပြီးစိတ်ဝင်စားစရာကောင်းတဲ့စကားတခုကိုကြားခဲ့ရတယ်။အဲ့ဒီတဲ့တင်ကတော့အမေရှိသူရဲ့ရှစ်သက်လက်ဆောင်ချီဟောင်းမှန်ချက်လေးနဲ့ပတ်သက်နေတယ်။စေးစရာက မောင်စေးစရာမောင်မတ်ဟာချီဟောင်းမှန်ချက်ကလေးရဲ့ ူးဆန်းလျှို့ဝှက်ချက်အကြောင်းတွေကိုအမေတိအောင်ပြောပြခဲ့လေ။အဲ့ဒီတော့မှအမေရှိသူကိုဝဏ္ဏဟာရှေးဟောင်းမှန်ကြကလေးနဲ့ပတ်သက်ပြီးတေဆုံးရကြောင်းအမေဟာရိတ်စားခဲ့မိတယ်။မောင်ဝဏ္ဏအသက်ခံခဲ့ရတဲ့ထန်းတော်ထဲမှာမောင်မှန်လည်းရှိနေခဲ့တယ်။စေးစရာမောင်မတ်ရဲ့ပြောစကားအရကိုဝဏ္ဏတေဆုံးခြင်းဟာရှေးဟောင်းမှန်ကြကလေးနဲ့ပတ်သက်ကြောင်းသိခဲ့တယ်။စေးစရာမောင်မတ်ဟာစိတ်ကောင်းရှိတဲ့အတွက်ရှေးဟောင်းမှန်ကြကလေးနဲ့ပတ်သက်ပြီးတတိထားနေဖို့အမေကိုပြောခဲ့တယ်ဒီလိုနဲ့ အမေရဲ့မင်္ဂလာပွဲမရောက်ခင်မှာရွာကိုလူဆိုးဓမြတွေဝင်စီးခဲ့တယ်။ဒါပေမဲ့လူဆိုးဓမြတွေဟာရွာကိုဓမြတိုက်ဖို့မဟုတ်ပဲအမေကိုချဖို့လာကြောင်သိရတယ်။အမေဟာကံကောင်းကျင်တော့မြို့ပေါ်တက်ပြီးအဝယ်စားတွေဝယ်နေတဲ့အချိန်ဖြစ်တယ်။ရွာကိုရောက်တဲ့အချိန်မှာ လူဆိုးတွေက အမေရဲ့အိမ်ကိုဝင်ရောက်ချပွေတယ်။ဒါပေမဲ့အမေဟာရှေးဟောင်းမှန်ကလေးကိုကိုနဲ့မကွာဆောင်းထားတဲ့အတွက်သူတို့တွေမရတော့မရတော့ခဲ့ဘူး။ကံဆိုးချတော့အမေဟာရွာကိုပြန်ရောက်တော့ သူ့ရဲ့ခင်ပွန်းလောင်းတကြီးမိသားစုနဲ့မိသားစုရဲ့အထင်အမြင်လွဲမှားခြင်းကိုခံခဲ့ရတယ်။တကြီးမိသားစုကအမေကိုအကျင့်စာလိုက်တာမကောင်းတဲ့မိန်းမလူစိုးဓမြတွေနဲ့အဆက်အသွယ်ရှိတဲ့မိန်းမဆိုပြီးတော့သူတို့သားနဲ့သဘောမတူဘူးလို့လည်းပြောတယ်။ဟုတ်ပြောကခတ္တရက်ရွေထားလေ။ထို့နောက်ဒေါ်ပန်းယုံကပင်ဆက်လက်၍တကြီးသားကိုယ်တိုင်ကလည်းအမေကိုယူဖို့နောက်တွန့်သွားပြီလေ။ အမေဟာတကြီးသားကိုအားကိုးစရာယောက်ျားအဖြစ်ရွေးချယ်တာကလွဲလို့မရှိခင်မနစ်တတ်တဲ့အတွက်ဝမ်းနည်းစရာမရှိပါဘူး။ဒါကြောင့်ရွာကိုဆုံးသွားပြီးထွက်ခဲ့တယ်။အဲ့ဒီချိန်ကစပြီးအမေဟာသူ့မှာရန်သူတွေရှိကြအောင်ရိတ်စားသွားမိတယ်။ဒီရန်သူတွေအားချီဟောင်းမှန်ကြန်လေးနဲ့ပတ်သက်နေတာလဲယုံကြည်ခဲ့တယ်။ဒါကြောင့်မြမပြေရရက်ကိုလှည့်လည်သွားပြီးမျိုးလေးတစ်မျိုးမှာဇက်မြုပ်နေထိုင်ခဲ့တယ်။အမေရဲ့ဖူးစာကန်းလို့ပဲထင်ပါတယ်။အဲ့ဒီမျိုးမှာရှိတဲ့ တထေးသားတဦးကအမေကိုလက်ထပ်ယူဖို့ကြိုးစားခဲ့ပြန်တယ်။အမေဟာလက်မထပ်ခြင်းနဲ့အတွေ့သူ့ကိုအကြင်ရဲ့ညင်းပယ်ခဲ့တယ်။ညင်းပယ်တော့မရတဲ့အဆုံးမှာတထေးသားရဲ့တောင်းဆိုမှုကိုလက်ခံခဲ့ရတယ်။အဲ့ဒီတထေးသားကတော့အိန္ဒိကြီးရဲ့ပိုင်ရှင်ဥယျံအောင်နဲ့ဥယျံအောင်ဟာ အမေထက်အသက်အများကြီးကြီးတဲ့လက်ဖက်ကုံတဲ့တယောက်လည်းဖြစ်တယ်။တနေ့နယ်ဘက်ကိုလက်ဖက်ဝယ်ဖို့အသွားနဲ့လမ်းခရီးမှာကျမ်းမာရေချွတ်တဲ့ပြီးကွယ်လွန်သွားတယ်။ အဲ့ဒီတုန်းကအတော့အမေဟာအတော့ကိုနေစီလာစီကိုဝင်ကြီးနဲ့မွေးထားမွေးဖွားတော့မဲ့အချိန်ပေါ့အမေဟာယောက်ျားဆုံးသွားခဲ့ပေမဲ့အတော့ကိုလူတလုံးသူတလုံးဖြစ်အောင်မွေးဖွားနိုင်ခဲ့တယ်။ယောက်ျားရဲ့လက်ငုပ်လက်ယုံဖြစ်တဲ့လက်ဖက်လုံငန်းကိုပဲဆက်ပြီးလောက်ကန်ခဲ့တာပေါ့။အတော့အမေဟာရှင်းဟောင်းမှန်ကြက်ကလေးကိုဖျားကန်တဲ့ကဗီဒီယိုကြီးထဲမှာတည်ယူတရားတင်ဆက်ထားခဲ့တယ်။အမေဟာတတိယရတဲ့အခါတိုင်းရှင်းဟောင်းမှန်ကလေးကို ထုတ်ပြီးကြည့်တတ်တယ်။ အဲ့ဒီတုန်းကအတော်ဟာအရွယ်ရောက်စားအရွယ်မို့ရှင်းအောင်မန်ကလေးကိုအသေးချာမှတ်မိနေခဲ့တယ်။ရှင်းအောင်မန်ကလေးကဘဲဥပုံတန်ချိပြီးမှန်ရက်ပေါင်းကိုကာရမတ်သားနဲ့ထုလုပ်ထားတယ်။မှန်ပေါင်းပေါ်မှာရှိတဲ့ကနှုတ်ကွက်ကလေးတွေဟာအလွန်ပဲအနုစိတ်ပြီးလက်ရတိတ်ပြီးမြောက်တယ်။အတော်ဟာရှင်းအောင်မန်ကလေးကိုနှစ်သက်လုံးလို့အမေစီကတောင်းယူခဲ့တဲ့အခါအမေဟာအတော်ကိုစိတ်ဆိုးစွာနဲ့ကြိမ်းပေါင်းတယ်။အဲ့ဒီကလေးကအတော်ဟာရှင်းအောင်မန်ကိုကြည်ခွင်လည်းမရခဲ့ဘူး။ ဒါပေမဲ့ရှေးအောင်မန်ကလေးအားဆွဲဆောင်အားကြည်လွန်တော့အတော်ဟာအမေမသိအောင်မကြခံရနာရှေးအောင်မန်ကလေးကိုခိုးပြီးကြည့်ခဲ့ရတယ်။ဒီမန်ကလေးရဲ့အနုလက်ရာကမြန်မာပြည်ကမဟုတ်ဘူးအိန္ဒိယဘက်ကလို့သိရတယ်။ဒီလိုနဲ့အတော်အရွယ်ရောက်လာတော့မြို့ပေါ်ကဥပါလအကြောင်းမှတက်ခဲ့ရတယ်။အမေဟာတောက်ကံမြင့်ယထာကြီးကိုမောင်းပြီးအတော်ကိုဥပအကြောင်းကိုပို့ခဲ့တယ်။ တနေ့မှာငါဟာအเจ้าကပြန်လာရင် အိမ်ပေါ်ကဖြတ်သွားတဲ့မွေကလေးတကောင်ကိုမြင်တွေ့ခဲ့ရတယ်ဟုပြောရင်တိဟာတို့ဘက်သို့လှည့်ကြည့်လိုက်၏တိဟာတို့အားလုံးသည်ဒေါ်ပန်းယုံ၏စကားအားငြိမ်သက်စွာနားထောင်နေကြ၏ဒေါ်ပန်းယုံသည်အမွှေးတိုင်တတိုင်အားထပ်မံထုံကြီးလိုက်၏အတော်ဟာမွေလေးကိုမြင်သွားတဲ့အချိန်ကစပြီးတုန်လှောက်လျှောက်ရှားသွားတယ်မွေကိုလည်းအမြဲတွေ့ကျင်တာလေမွေနဲ့အတူတူနေရရင်အလွန်ပျော်စရာကောင်းပါပဲလို့တွေးမိတယ် နွားရဲ့စိတ်ကူးကိုအမေကိုပြောပြလိုက်တဲ့အခါအမေဟာအလွန်ထိတ်လန့်တုန်လှုပ်သွားပြီးမွေးဆိုတာအင်မတန်ယွန်းစရာကောင်းပြီးအစိတ်ရှိတဲ့အရာတွေပဲလို့အတော့ကိုပြောပြခဲ့တယ်။ဒါပေမဲ့အတော့ကတော့မွေးတွေကိုယွန်းစရာတရားဝါလို့မတတ်မှတ်ဘူး။အင်မတန်ရှစ်စရာကောင်းတဲ့တရားဝါပဲလို့ယူဆခဲ့တယ်။အမေဟာအာအတော့ကိုမွေးတွေအကြောင်းကိုဘယ်တော့မှမပြောဘူးတားမြစ်တယ်။အတော့ဟာအမေကိုအလွန်ကြောက်ရတဲ့အတွက်မွေးတွေအကြောင်းကိုထပ်မပြောရတော့ဘူး။ တခါကနွေရာသီကျောင်းပိတ်ရက်မှာအမေနဲ့အတော်ဟာတောဖျားပွဲတစ်ခုကိုသွားရောက်ခဲ့တယ်။အဲ့ဒီဖျားပွဲကလေးကိုသွားဖို့အတွက်ရှောင်းငွေကလေးကိုဖျက်ခဲ့ရတယ်။ငါတို့ဟာရှောင်းငွေကလေးရဲ့တစ်ဖက်ကန်းကိုဖျက်ဖို့လေကိုစောင့်နေတော့အတော်ဘဝမှာအလွန်ပဲထူးခြားစမ်းကြတဲ့အဖြစ်အပျက်တစ်ခုနဲ့ကြုံခဲ့ရတယ်။အဲ့ဒါကဘာလဲဆိုတော့မွေးအလံမဆရာကြီးတယောက်ကမွေးဖြူလေးတစ်ကောင်ကိုဖမ်းပြီးသူ့ရဲ့ပကြုတ်ထဲကိုထည့်လိုက်တာတွေ့တယ်။အတော်ဟာအဖမ်းခံရတဲ့မွေးဖြူကလေးကိုအလွန်တနာဂယုဏတက်သွားခဲ့တယ်။ ။မွေစရာအဖိုးကြီးကပချုပ်ကလေးကိုပြပြီးထမင်းဆိုင်မှာထမင်းထုတ်သွားဝယ်တယ်။အတော်အမေကလည်းဖျားဖူးအတော်ကြီးတယောက်နဲ့အတူစကားလက်ဆောင်ကြနေတယ်။အလားနဲ့အဲ့ဒီအခွင့်ရေးကိုအခွင့်ကောင်းယူပြီးမွေပြူလေးရဲ့ပချုပ်ကိုမရရအောင်ခိုးခဲ့တယ်။ပြီးတော့မွေပြူလေးကိုဘေးလို့ရမှာသွားပြီးချပေးခဲ့တယ်။မွေပြူလေးကပချုပ်တဲကနေလွတ်မြောက်သွားပြီးငါ့ကိုကျေးဇူးတင်ဟန်နဲ့ဗပင်းထောင်ပြီးကြည့်ခဲ့တယ်။ပြီးတော့တော်တဲကိုဝင်ရောက်ပျောက်ခွဲသွားတယ်။ ်ငါဟာစိတ်ကန်းကိုဟန်မပြက်ပြန်လာတော့မွေးစရာအဖိုးကြီးကသူ့ရဲ့မွေးပချို့ပျောက်ဆုံးသွားတဲ့အတွက်ကြိတ်မနိုင်ခဲမရဖြစ်နေကြတယ်အဲ့ဒီတုန်းကအတော်ရဲ့အပြုတ်မူဟာပြည့်ရင်လုံးတော့ငါ့အမေတောင်မရေစားမိခဲ့ဘူးဒီလိုနဲ့ဖျားပွဲမှာအတော်တို့သားအမေတညာအိတ်ခရရတယ်အဲ့ဒီညမှာပဲငါရဲ့အိမ်မက်သေးကိုမွေးဖြူကလေးရောက်လာတယ်မွေးဖြူကလေးကိုမြင်ရတော့အတော်ဟာအိမ်မက်ထဲမှာဝမ်းသာအားရဖြစ်သွားတာပေါ့မွေးဖြူကလေးကအတော်ကြည့်နေတုန်းပါပဲ ဝိုးတဲဝါပြောက်ွယ်သွားပြီးအဖြူရောင်မိမ့်မပြိုတူပေါ်လာခဲ့တယ်။မိမ့်မပြိုကလေးရဲ့ဇပင်းလေးဟာအလွန်မဲရှည်လျားပြီးမြေကြီးကိုထိလို့မတတ်ပဲ။မိမ့်မပြိုလေးဟာအတော့ကိုကျေးဇူးတင်ကြောင်းပြောတယ်။သူ့ကိုမွေးစရာကြီးလက်ကကဲခဲ့တဲ့အတွေ့အတော့ကျေးဇူးကိုဘယ်တော့မှမမေ့ကြောင်းပြောတယ်။နောက်တော့မိမ့်မပြိုလေးကနေမွေးဖြူမာကလေးပြန်ဖြစ်သွားပြန်တယ်။အတော့ဟာအိမ်မက်ထဲမှာမွေးဖြူမာကလေးနဲ့တွေ့ကျင်တဲ့အကြောင်းပြောဆိုတဲ့အခါ နောက်အခါခွင်သိရင်ပြန်ဆောင်တွေ့ရမှာပါလို့ပြောသွားခဲ့တယ်။နောက်တော့အတော်ဟာ အိမ်မက်ကနေလန့်နိုးသွားခဲ့တယ်။အတော်အိယာကနိုးထခဲ့ပေမဲ့အိမ်မက်ထဲမှာမြင်တွေ့ရတဲ့ မွေးဖီမာလေးရဲ့ပုံသဏ္ဍာန်ကမျက်လုံးထဲကနေမထွက်ဘူး။အဲ့ဒီအချိန်ကစပြီးအတော်ဟာမွေးတွေကိုပုံမရင်းနီးလာခဲ့တယ်။မွေးတွေနဲ့ပတ်သက်တဲ့ရှေ့မီနောက်မီလူကြီးတွေကိုအစင်အမြဲမေးမြန်းစုံစမ်းခဲ့တယ်။အတော်ဟာမွေးတွေကို နှစ်သက်လုံးတို့အိမ်မှာမွေးမြူခြင်းပေမဲ့ မွေးကိုမုံတိညွန်ချတဲ့အတော်အမေရဲ့ဇကားကိုမလွန်ဆန်နိုင်တဲ့အတွက်မမွေးမြူဖြစ်ဘူးအတော်အမေအားတနေ့မှသူ့ရဲ့မိတ်ဆွေဟောင်းစေးစရာမောင်မတ်နဲ့မမျှော်လင့်ပဲတွေ့ပြတယ်ဟုပြောရင်ခိတရန်နာလေသည်ဒေါ်ပန်းယုံသေးဇကားပြောရင် အာလျှောက်လာဟန်ဖြင့်အနည်းရှိရေတကောင်းထဲမှရေတခွက်ကိုငှဲ့တောက်လိုက်၏ထို့နောက်ဒေါ်ပန်းယုံကဆက်လက်၍အမေဟာစေးစရာမောင်မတ်ကိုကျွေးမွေးပြုစုဆောင်ရွက်ရင်လုံးတော့ အိမ်မှာထမင်းဖိတ်ကြွေးခဲ့တယ်။သူတို့နှစ်ယောက်ကထမင်းစားတောက်ပြီးတော့ဖျားခန်းထဲမှာတနေကုန်အကြောင်းအရာတစ်ခုကိုဆွေးနွေးနေကြတယ်။သူတို့ပြောနေတာတွေကိုသိချင်လို့ချောင်းပြီးနားထောင်ကြည့်တဲ့အခါအမေဟာအမျက်တနိုးတိမ့်ဆက်ထားတဲ့ချီဟောင်းမှန်ကလေးနဲ့ပတ်သက်နေတယ်ဆိုတာသိခဲ့ရတယ်။ဒါပေမဲ့အကြောင်းဆုံးကိုတော့အတော်သိခွင့်မရခဲ့ပါဘူး။အမေဟာစေးစရာမောင်မှန်းနဲ့တွေ့ဆုံတဲ့အချိန်ကစပြီးတစုံတရာကိုပူပန်နေဟန်ရှိတယ်။အတော်အမေဟာမကြာခဏဖျားခန်းထဲကိုဝင်ပြီး ရှင်းဟောင်းမန်ကလေးကို ထုတ်ကြည့်တယ်။သူကရှင်းဟောင်းမန်ကလေးနဲ့ပတ်သက်ပြီးစိုးရိမ်နေပုံနဲ့ရတယ်။ဒါပေမဲ့အဲ့ဒီတုန်းကအတော်ရအသက်ဟာငယ်လွန်းတဲ့အတွက်အမေဘာကိုစိုးရိမ်နေတယ်ဆိုတာကိုမသိခဲ့ရပါဘူး။အမေဟာစေးစရာမောင်နှမ်းမောင်မှတ်နဲ့တွေ့ပြီးတဲ့အချိန်ကစပြီးကျန်းမာရေးတစ်ဖြည်းဖြည်းညံပြင်းလာခဲ့တယ်။အမေရဲ့ယောဂကိုကုသဖို့အတွက်ဆေးသမားတော်တွေကိုအများကြီးခေါ်ဆောင်ခဲ့ပေမဲ့အမေရဲ့ယောဂအခြေအနေကတော့ထူးခြားမလာပါဘူး။ ဆေးသမားတော်တွေကအမေဟာစိတ်နဲ့ပတ်သက်တဲ့ယောဂါတခုခံစားနေရတယ်လို့ပြောကြတယ်။ဒီလိုနဲ့ငါအသက်16နှစ်လောက်မှာအမေတည်ဆုံသွားခဲ့တယ်။အမေတည်ဆုံကံဒီမှာဖျားခံတဲ့ကိုဝင်ပြီးကျန်းစာတစ်စောင်ကိုတခုခုရေးသားနေတာတွေ့ရတယ်။အမေဟာတည်ဆုံတော့မယ်လို့သိရတဲ့အချိန်မှာအတော်ကိုခေါ်ပြီးထူးခြားစမ်းကြည့်တဲ့စကားတွေကိုပြောတယ်။ရှေးဟောင်းမှန်ကလေးနဲ့ပတ်သက်ပြီးလျှို့ဝှက်ချက်တွေကိုအမေရေးခဲ့တဲ့မှတ်တမ်းကြီးထဲမှာအဆုံးလင်းပါတယ်ဆိုပဲ။ ါပေမဲ့အမေဟာအတော့ကိုသူကိုယ်တိုင်ရေးသားခဲ့တဲ့မှတ်တမ်းကြီးကိုမဖတ်ဖို့တားမြစ်ခဲ့တယ်။ရှင်းအောင်မကလေးနဲ့ပတ်သက်ပြီးလျှို့ဝှက်ဆန်းကျင်မှုတွေကိုစိတ်ဝင်စားဖို့ငါ့ကိုအတန်တန်တားမြစ်ခဲ့တယ်။အမေနောက်ဆုံးမှာကြားခဲ့တဲ့စကားကတော့သမီးဘဝမှာအေးအေးချမ်းချမ်းနေခြင်းရင်ရှေးဟောင်းမှန်ကလေးကိုမေ့ပြစ်လိုက်ပါတဲ့ရှေးဟောင်းမှန်ကလေးကိုအမေထားတဲ့နေရာမှာပဲထားဖို့မှာကြပြီးတမန်လွန်ဘဝကိုရောက်သွားခဲ့တယ်ဟုပြော၍ခਿੱတနားလေဤ ုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်း၅စီစဉ်တင်ဆက်မှုကိုအီမာရင်ခိတခဏရနာဝင်ပြပါခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မတော်တဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုယ်စိတ်နှစ်ပါးရှင်လန်းချမ်းမြေကဘေးပြာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ